မိတ္တမနေညာတံမစ္ဆာနံဣဓာဇီဝိတံကတိရင်ဇာပြိဋ္ဌင်ဇာတင်ဇာဒုက္ခေနတံယုတံဟိုတနေ့ကပြောခဲ့တယ်ဘဝဆိုတာအသက်ဆိုတာဘယ်ချိန်ပြည့်မလဲဆိုတာကို မသိနိုင်ဘူးဘလောက်ကြာကြာနေရမလဲဆိုတဲ့အမှတ်အသားပါမလာဘူးတတ္တဝတိုင်းတတ္တဝတိုင်းဟာ တယောက်တယောက်ကိုဘလောက်စီကြအောင်နေရလိမ့်မယ်ဆိုတာကိုထင်ရှားတဲ့အမှတ်အသားကလေးတွေပါလာခဲ့မယ်ဆိုရင်ကောင်းမှာပေါ့အခုအဲ့လိုအမှတ်အသားပါလာသလားပါမလားအဲ့လိုနဲ့ဘဝဟာဆင်းရဲဒုက္ခပေါင်းများစွာခြံရံပြီးတော့ပျက်စီးခြင်းတွေကိုရှေ့ရှုပြီးတော့သွားနေရတဲ့သဘောအဲ့ဒါကိုယ့်ဘဝကို မမေ့တာဆိုတာအ ਨੇ ဆုံးအဲ့ဒါလေးကိုမလွတ်မလို့အမှတ်ရရမယ်တတိယရရမယ် အဲ့ဒါထက်ပိုပြီးတော့အချိန်တိုင်းအချိန်တိုင်းဖြစ်เสียအကြောင်း ရှိလို့ဖြစ်ဖြစ်လာတဲ့သဘာဝတရားတွေဒီလိုပဲပြောက်ကွယ်သွားတယ်။လက်တွေ့လောလောဆယ်တကယ်ဖြစ်နေတဲ့တရားကို အောင်မေ့အမှတ်ရတယ်အဲ့ဒါအစအမြင့်ဆုံး အပ္ပမာဒအပ္ပမာဒရဲ့အဓိပ္ပာယ်ကိုပြောရအောင်နော်ကုသိုလ်ကောင်းမှုကိုမမေ့တာ ကိုယ်ဘဝရဲ့မွေးဖွားလာတဲ့အချိန်ကစပြီးတော့ပြည့်စင်ခြင်းတွေကိုဥတည်ပြီးတော့ဒုက္ခပေါင်းများစွာကိုရုန်းကန်ဖြည့်ရှင်းရင်းနဲ့ရွေလျားနေရတဲ့သဘောကို မမေ့တာအခုလောလောဆယ်ဘာဖြစ်နေသလဲဆိုတာကိုမမေ့တာအဲ့ဒီမမေ့မလျော့မပေါ်မဆတ်တတိတရားနဲ့နေခြင်းလို့ဆိုတဲ့အပ္ပမာဒတရားသည်တရားတွေထဲမှာသူတော်ကောင်းတရားတွေထဲမှာအမျက်ဆုံးတဲ့